အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ဒီညမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဇာယိစရာခင်ခင်တူဟီတာထားတဲ့ရေချောင်းနာဆိုတဲ့ဝေထုတူလေးပဲဖြစ်ပါရဲ့ဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးကြပါဦးယောနမေရဘူကုန်းနဲ့တကယ်ကိုကုန်းခေါခေါအညာရွာကလေးပေါ့ ခေါင်းလေးသမတကယ်ကိုရေမနီကုံမနီဆိုတဲ့ရွာမျိုးထဏောင်းကြောင်ချစ်စူးရစ်ပွင့်ဝေဖုံဝေတွေလိုင်ကြီးထဏီတက်တဲ့ရွာမျိုးမိုးရွာမှာရေကန်ပြည့်ရတဲ့ရွာမျိုးပေါ့ဘိုးတော်ကတော့ဒီနေရာကအင်းချောက်ကြီးလို့ဆိုတဲ့အဲ့ဒီအင်းချောက်ကြီးကိုညီဖို့ပြီးရွာတဲထားတာမို့ဟိုးကုံလို့ခေါ်ဆိုရခြင်းဖြစ်ပြီးအဲ့ဒီတဲကမှာ ဖူကုံဖူကုံလို့ခေါ်ရင်ဖူကုံရဲ့လို့ခေါ်ဆိုလာကြပါတယ်အရှိတ်ဘက်ဝိုင်းတော်တော်ဝူးဝေးမှာနှထူးကြီးငင်းကြံကနှထူးကြီးငင်းကြံကလန်းတော့တောင်းနိုင်မရဲ့ဒါပေမဲ့အဲ့ဒီကလန်းမဘက်ကရုံးကန်ရင်တက်ပြီးခီးသွားလိုက်မဲ့ဆိုတဲ့လူရဲလို့မရှိတလို့ရှာတယ်တခါတလေဟိုရွာတီရွာကူးကြတဲ့လဲတွေကလွဲလို့ ဲ့ဒီရှိဘက်ကိုတကူးတကဘယ်သူမှမရောက်ကြဘူးခီးရဲလို့သွားဖို့လာဖို့ဖြစ်လာရင်လည်းအနောက်ဘက်ခလင်းလန်အရာဝတီမြစ်စီ ရွာစဉ်လေး9ရွာလောက်ကျော်တဲ့ပြီးပြီးတမောကြီးတွေသွားစီကြတာများတယ်ကာလန်ဘက်တက်လို့ပြီးရမယ်ကာကထက်တင်းမောကကတတတာလည်းပါလာပေါ့ပြီးတော့တတလုံးတင်းမောစီကြတာများတော့တင်းမောပဲစီဖို့အတွက်ပဲဆက်ရောက်နေကြတယ်ဘုံကုန်းရွာသူရွာသားတွေဓမ္မဦးချ တောင်သူလောက်တာထင်းခုတ်တာထန်တက်တာလောက်ကလွဲလို့တခြားလောက်ရဲ့လို့မင်းမင်းရရပြောလောက်အောင်မလုပ်တတ်ကြပါဘူးလူကြီးကလေးနည်းနည်းလေးလဲတာ ဆိုလိုပဲပဲပွဲစားစက်သွန်ပွဲစားနွားပွဲစားကလေးမတောက်တစ်ခေါက်လုံနေတယ်ကိုစားအောင်ရဲ့လို့ရွာကန်မူလာတဲ့အကြောင်းဆရာကိုပါကြီးရဲ့ရွာလေပိုင်းကစီးဆရာကြီးဦးနှောရဲ့ဒီလောက်ပဲရှိတာလူရဲလေတဲ့ဆိုတာလေစပိန်ကလေးတစ်စင်းနဲ့ရွာစင်ရွာယူ ကုန်းကြော်ရေးကြော်အရောက်ပေါက်ရှိတဲ့တာမျိုးကြီးတော်ကုန်းလို့အင်းအုပ်စုရွာကြီးကဇီးကလေးသွားပြီးအဝဲချမ်းရှိတာမျိုးဘဲကလေးရွဲကလေးရောင်းကြတာမျိုးဟူတဲ့ရင်ဒီတဲ့ရင်ဖလဲကြတာမျိုးတာမန်ကူကြလူကြတာနို့လောက်ပါပဲရွာတောင်ဖျားမှာရွာဦးထိပ်ဘုံကြီးချောင်းရဲ့တို့ချောင်းရှိတယ် ကျောင်းနိုင်ဆရာတော်ဥကဝိလနာတတ်တော်ဟာတော်ရောဒီနယ်မှာတော့အကြီးဆုံးဩဇာရှိဆုံးပေါ့ကျောင်းရှိမှာကိုကိုပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောက်ရေကန်ကြီးတကန်တော်ရှိတယ်။အဲ့ဒီရေကန်ကြီးကရွာတူရလုံးအတွက်တော့သုံးရေကန်ကြီးလဲခေါ်ဆိုကြတယ်။တာမန်အင်းနဲ့တုံးရတဲ့ရေကန်ကြီးပါမိုးရွာတဲ့အခါကြီးပြေလာပြီးဝိုးဝေးတဲ့တပေါင်းတကူးလိုຫນွေကလေးပေါက်လာတဲ့အခါကျတော့ ရေတစမ်းမှမကြအောင်ခန်းချောက်သွားတတ်တယ်။အဲ့ဒီအချိန်ကမျိုးမှာတော့ပတ်ကြားတွေအဲ့လိုအင်ဂျီ90 80လောက်ရှိတဲ့ကျွာကလေးတွေအတွက်ဇေယတော်ကတော့ကျောင်းဝင်းထဲမှာတောက်ရည်တွင်ကြီးတွင်ဇောက်ကြီးနဲ့အောင်တူးပိထားပြီးရူရင်းရလဲရေကန်လိုပါပဲ။မိုးရွာတဲ့နှင်းတွေမှာရေကောင်းတဲ့မိုးခေါင်တဲ့နှင်းတွေမှာဆိုရင်ရေရင်းရလဲကော့တော့တော့ဒီတော့ရေရှားသွားတဲ့3-4လစာအတွက်နွားလဲတယ်ပေါ့ ရေစီးတင်ပြီးမျက်နှာကန်းနာအထိလှဲ့တက်ချီပြီးရေစီးလဲတော့တိုက်ကြရတယ်။အများနည်းတူပဲဆိုင်စစ်သွန်ဆိုင်ကြတာဆိုပေမဲ့ဘိုးကောင်းရင်တီးနံကောင်းပြီးဘိုးမကောင်းရင်တီးနံလဲမကောင်းဘူးပေါ့ဗျာ။ဒါပေမဲ့ဘိုးကုန်းရွာသူရွာသားတွေကတော့ကိုယ့်ရဲ့ကိုယ်ဆက်ဆိုသလိုရောင်ရင်းနဲ့ပဲနေပြောနေတဲ့နှစ်တွေကြာလာပေါ့။ရွာမြောက်ဘက်မှာဖုံရောင်ထနေတဲ့ရှားဆောင်ပြတ်သက်ပင်တွေ ကန္နရပင်တွေမဲမဲကြီးတွေခါဆောင်ဆောင်လောက်စူးပြစ်ချုံနယ်ပင်တွေနဲ့ဖြစ်ချင်နိုင်ဖြစ်နေရဲ့ရွာတင်းကြိုင်းဆိုပေမဲ့အုတ်ဂူတွေတဖွေးဖွေးနဲ့၆၆ခြားခြားနိုင်နဲ့တင်းကြိုင်းလက္ခဏာရဲ့လို့တစက်မှမရှိပါဘူးဗျာမတိတဲ့လူဆိုရင်အလိကျစူးတော့တတော်လောက်လို့ထင်ရတဲ့ဖုံးစိုးတော်စိုးမိတတ်တတ်ပါတင်းကြိုင်းမှာဘသူပဲဝါရဲ့လို့အုတ်ဂူရဲ့ တလုံးမှမရှိတယ်လို့ကြွားလဲအတီပြောက်နေတော့ပြင်းစရာတော့ကောင်းနေဆိုတာမျိုးပေါ့အကျမ်းပြင်းတစ်နှစ်တယောက်ဆိုတယ်လို့ကြွားတဲ့မွေးတာရှိချင်ရှိပေမဲ့အတီပြောက်ကတော့တစ်နှစ်တယောက်ကတော့ခက်ရှားရှားပြပြီးတော့အကင်းတဖြုတ်ဖြုတ်ဆိုတယ်လို့အရွယ်မတိုင်ခင်ယောဂဘယညှိပြီးတရားတာမျိုးဥပ္ပစ္စေတရားကံနဲ့တရားတာမျိုးဆိုတာမရှိဘူးလို့ပြောရရင်တော့ကောင်းပါရဲ့ မရှိဘူးဆိုဘူကုန်းရွာရွာသားတွေကရွာကလေးရတာတေးတာဗျဟိုမနီးဒီမနီးကြောင်ကြတာတအုပ်စုလုံးကအားထားနေရတဲ့စီးစရာကြီးဥနှော့ရှိတာဟုတောသူတောင်သားများ ဖြစ်တတ်တဲ့ယောဂဆိုလို့လေမြို့ယောဂလေးလောက်တော့မဟုတ်တော့ရွာရွာစီးစရာနဲ့တယ်ပြီးရဲ့သဘောပေါ့ဗျာစီးစရာကြီးဥနှော့ရဲ့လို့ပြောရမယ်ဆိုရင်ဥနှော့က ဒီဘူးကုန်းရွာတရွာလုံးမှာတော့အယူတည်ပြီးထိုက်ကြတဲ့ဆရာကြီးပေါ့ဗျာဒီဘူးကုန်းရွာတရွာလေးနေမဟုတ်ပါဘူးရွာနီးချုပ်ဆက်ကလူတွေကလည်းဘူးကုန်းဆရာကြီးတဲ့ရွာဒီမှာတော့ရွာနာမည်ကိုရှေ့ရတက်ပြီးခေါ်ကြတဲ့တတိရှိလေးတော့ဆရာကြီးနှောင်းနေတယ်မယ်ဘူးကုန်းရွာကတော့နာမည်ကြီးနေတယ်ပေါ့ဗျာသူကနေသူရေရှားတာမိုးရှားတာတီးနေကောင်းတာမကောင်းတာရှိချင်ရှိပေါ့ဗျာ ဟိုကုန်းလို့ဆိုလိုက်ရောဆရာကြီးနှောနေရောပြီးလူတိများတယ်ရွာကလေးဖြစ်နေတာဟိုကဘိုးကုန်းရဲ့ရွာဖြစ်ရကျိုးပဲနာမည်ကြီးနေတယ်ပေါ့ဗျာဆရာကြီးနှောစီပညာမူပြီးခဲ့တာဆရာကြီးရဲ့အမိဘွားရွှေမြက်ဗျဘွားရွှေမြက်ကတကယ်စီဆရာမကြီးတော့မဟုတ်ဘူးပေါ့ဘွားရွှေမြက်ရဲ့အဖေဆရာကြီးဦးနှောရဲ့အဖိုးဖိုးမင်းဆိုင်လက်ထပ်တော်ကတော့တကယ်ကိုနေကြောနေကြား နာမည်ဟင်းထားခဲ့တဲ့သက်ဆရာကြီးလို့ပြောကြရတယ်။သက်ဆရာဆရာဆိုင်းလက်ထက်တော်ဝန်ဆိုရွာမှာဖြစ်နေတဲ့ဝေဒနာကိုစိတ်တစ်ဖက်ဝါတချမ်းမတွန်းရပဲနာမျက်စိနှာခေါင်းဆိုသလိုအာယုံအထွေအထီးနေတယ်တုံတန်ယုံယောဂပြောက်လို့နာမည်ကတော်တော်နာမည်ကြီးခဲ့တာဗျမင်းဘိုးတို့ညာအင်္ဂဝိဇာကျန်အလွန်နိုင်နေတာ လူနာအောင်ညေုံနဲ့ ဘယ်တက်ပြည်တယ်လဲတန်းတည်တယ်အပူနာတအေးနာအတက်နာအတက်နာအပွင့်နာအပိတ်နာပထိုင်တယ်နဲ့ဆုံးခက်နာဘောကဝေဒနာဆိုတာလဲဓာတ်မတိတော့အခက်သားတိုင်းဓာတ်တိတော့လဲအလွယ်ကလေးဆိုတော့အကြမ်းနဲ့လဲကုတယ်အငင်းနဲ့လဲကုတယ်အနမ်းနဲ့လဲကုတယ်အတွေ့အထိနဲ့လဲကုခဲရခဲစစ်ရှောင်းဝေတုံးနေရတာမျိုးမဟုတ်ဘူးတိုင်းကိုရှိရှိတဲ့ဆရာကင်မိရင် ဆေးဖြစ်ရတာကြီးပဲဆရာဆိုင်မှာတာယောက်ကြကလေးတစုံတစမထွန်းကားလေတော့တမိဖြစ်တဲ့မတ်ရွှေမြစ်ကိုပဲတတ်ထားတဲ့အပညာအမွေတွေအပတယပေးဖို့လဲမရှိခဲ့ဘူးမိကလေးမောင်နှောအားနှစ်သားလောက်ကလေးကလောကီလောကုတ္တရာတွေအရွယ်နဲ့မဆက်မဲနဲ့ဖိတင်ပေးခဲ့မောင်နှောကလည်းဉာဏ်ကောင်းတဲ့ကလေးပါပဲအဖိုးရဲ့ စေပညာအမွေရလို့အကုန်စင်မရလိုက်ပင်မဲ့မျက်ရည်ဝနာဝဆိုသလိုတိတ္တနာတိကြာတ္တနာကြာမလွတ်တမ်းစူးစားခဲ့တဲ့ကောင်လေးပေါ့အပူဖြစ်တဲ့ဘိုးတော်ဆိုင်ရလေအချိန်ရှိရင်ရှိသလို မောင်နှောလေးကိုအမြဲတမ်းဆုံးမပြီးဩဝါဒလည်းပေးတယ်။မာမီးရဲ့ဖရာတရားတန်ခါယရဏ၃ပါးဟာ ဗရဏာကွယ်ငါးပါးသီလကိုခါဝဲပစိုးလိုမြဲမြဲထိမ့်သိမ့်ရမယ်ဂရီတစ္ဆာတည်ကြည်ရမယ်မှတ်ထားကွယ်တစ္ဆာတရားအဓိကဆေးပဲငယ်စဉ်ကတည်းကဒီလိုဆုံးမတွင်နဲ့ကြီးပြင်းခဲ့ရသူဆိုတော့အရွယ်ရောက်လာလို့လူလားမြောက်လာတော့ဘောင်တော့ဟာ လူလိမ္မာလူရင်ကြီးဖြစ်လာတာပေါ့လူလိမ္မာလူရင်ကြီးများကိုမြင်သူတိုင်းအချစ်ခင်သေးကြတော့ဦးနှောကိုလည်းဦးချစ်လူခင်ကြတယ်ဗျာ ။ဦးနော်ဥပရိယုတ်စင်ကြဲတဲ့အကျင့်တီလာကောင်း။ဦးနော်ငယ်စဉ်အဆုံသူ့အမီဘွားရွှေမြစ်စီလူနာလာတိုင်းဒီနားမှာအမြဲတမ်းရှိနေတတ်တာ။ဟဲ့ဒီချမ်းပေါ့ညီကလေးကဘာဖြစ်တော့။ဘာဖြစ်ရမလဲမတည်ဘူးကျုံမပြောတတ်ဘူးဘွားရွှေမြစ်ရဲ့တော်ရရပြန်လာတော့ပိုပြီးချစ်ချစ်တော့ပူးနေလို့မျက်စိလည်းမပွင့်ဘူး။အားလေကိုပါရဲ့ကြည်ပေးပါဦးဘွားရွှေမြည်ရဲ့ဘွားရွှေမြည်ကမကြမ်းပေါ အနာတိုခိုင်းပြီးခလေးမျက်စိကိုဖြဲကြည့်တယ်ချက်ကိုလည်းလှမ်းကြည့်ခြေရည်လက်တွေစုပ်နေကြည့်တယ်ပြီးတော့ခလေးကောင်းတက်ရင်မေးတယ်ခလေးကဗနလာရှိပြီးတော့ရှစ်လလို့ထင်တယ်ရှစ်လလို့တော့ထင်တာပဲပြာစိုလမွေးပဲတော့အေးရှစ်လရှစ်လဆိုတော့မေဒာဝီနဲ့ဖန်းစားတာပဲဟဲ့အိမ်ရောက်ရင် ခေါ်ပရောင်းနဲ့သမင်းဖြူတစ်စုပ်ဆလောင်းနဲ့ထက် မောခနဖူရှက်ငါခနကောင်ကျော်ပန်းပေါပန်းကျူခနပွင့်ကျိုးနေတီထက်ကောပေါင်းနဲ့စီနီးခနတန်ကိုငါတာရေခမ်းမီစုတာအီကလေးမွေးတဲ့အချိန်တော့မှန်မီလောင်းဟော့ကဒါဒါပတ်ချိုင်နီနီနေရဲ့ငါသွားလို့ကြောပြီးတော့ချက်ကိုင်ဟလေးရနီမီထရီတဲဟဲတော်တော်တော်ကောမကျမ်းမပြန်သွားတော့မောင်နှောမအေလုတ်ကူ ဟာဆေးမှလည်းမဘူးလဲတော့ဖုံးဆန့်ဖြစ်နေတော့ဂျိုးချောင်းအဂျိုးချောင်းမေးတယ်ဘာရှိမြေကတော့တားကိုကြည့်မပြုံးနေအဲ့ဒါတင်ညာဘောကတော့ရဲ့ကလေးကိုအမိကြည့်လိုက်တော့ဘာတမ်းမှမကြက်သေးဘူးခုကလေးကရိုး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 ယောဂဖြစ်သူမဲ့ကလေးကိုလေးတိုက်ထဲတက်ထားတော့လေးစိမ့်မိပြီးကိုပူဖျားနေတာသာမင်းတို့ထွေထွေတိတ်ပြီးအမေရင်ခွင်နဲ့အုတ်လိုက်ရင်ကြောက်ပါပဲလို့အမေတိတလေပေါ့ဒါပေမဲ့ ဒုစိတ်ဆိုတာတမျိုးကွယ်မှန်ရာကိုပြောရင်လဲအော်ပါပါဖြစ်နေတဲ့အရာဆိုလို့ရှိရင်ဘေးကမယုံကြည်ဘူးငါသားရဲ့အခုခုတော့လုတ်လိုက်ရမှကျင်နေတာဒီကုထူးဆန်းလိုက်မှပေါ့ကဲဒီသဘောမျိုးပေါ့ဒါအကြောင်းမလို့တော်ရှိရှိတော်ရှိတငယ်ရှိရဲ့ရှစ်လရှစ်နှစ်သားကိုဖန်ဆတတ်တဲ့မေတာဝီနဲ့ကိုပူဇော်ခိုင်းလိုက်တာပဲငါသားရဲ့ကြည်နေနောက်ပြန်ကြလို့ရှိရင်မိချမ်းပုံကလေးမိကောင်းလာလိမ့်ကလေးကိုစေးတမော ရှာမပုတ်လိုက်ရဘူးစုတ်တစ်ချက်မပေါက်လိုက်ရဘူးစီတစုတ်ရင်မတက်လိုက်ရဘူးအကောင်းပကတိထပြေးနေတယ်မကျန်းပုံရဲ့သားလေးကိုကြည့်ရင်မောင်နှောတရကောင်းကောင်းကြီးသဘောပေါက်လာခဲ့သည်အမေးစီရတယ်မကကိုညံကိုစွမ်းစားရှိသလားတွေးခေါ်ကြည့်တက်လာခဲ့တလေးပါစုဝေးကြီးကိုတပိုင်းစီပိုင်းခြားစိတ်ဖြာကြည့်တက်လာခဲ့ငါသားနဲ့ရှိရှိရမိဘဘိုးဘွားအစဉ်ဆက်တွေ့တုန်းကတော့ ယောဂဝိရဏရေတိစ္ဆာဆိုရင်လည်းပျောက်တယ်မင်းလည်းကြားဘူးသားပဲဖះလောင်းသူဝနတံမာတို့များညစိတ်တင်လာတော့မိဘနှစ်ပါးလှုပ်ကြွေးတမှုပြုခဲ့တဲ့ကောင်းမှုကုသိုလ်တိုင်တယ်ပြီးတိစ္ဆာပြုလိုက်တာနဲ့တားရွှေအိုထမ်းလာတာကိုမြင်ရတဲ့ခင်စိုက်ရတယ်အေးနောက်တစ်ခါတံမူလမင်းသမီးဆိုရင်လည်းဒီလိုပဲလင်သားအပေါ်မှာ ထားရှိတယ်မဖောက်မပြန်နဲ့တိစ္ဆာတရားကိုတိုင်တယ်လိုက်တော့ နူနာဆွဲကဲ့နေတဲ့လင်သားမှာတံမူလာရဲ့တစ္ဆာတရားကြောင့်ယောဂါစိုးကြီးမှာပိကြရွက်ပေါ်ရေမတင်ပဲကင်းစင်ပပျောက်သွားတယ်။ဟွန်းအဲ့ဒီတော့ကတော့ဒူဗီကယရနာသုံးပါးခုံကျေးစုတိကြတော့အကျင့်တီလာလဲကောင်းကြတယ်။တတဝါချင်းချင်းတဦးနဲ့တဦးကျင်နာစိတ်ထားကြတာကိုနောက်တော့လူတွေကအကျင့်တီလာတွေတဖြည်းဖြည်းယူရင်းလာတော့စရိုက်ကျန်းလာတယ်။ တူဦးတူဦးစာနာထောက်ထားတတ်တဲ့မြစ်တန်စေတနာရီကရော့လာကြတယ်။ဒီတော့တစ္ဆာဆုံုံနဲ့မရတော့ဘူးငါသားရဲ့ယောဂဝေဒနာရဲ့လို့ဆွဲကက်လိုက်ရင်ညတရိုးစာဖြစ်ဖြစ်စီတဆက်ရမ်းမှပျောက်တော်တာ။ဟောခုခေတ်ရောက်လာတော့လူတွေကတစ္ဆာမရှိဂတိမတီးဖောက်ပြန်လွန်အကြီးလာတော့ဝင်မဲ့တဲ့ပင်တော့စေဘက်ဝင်ဖို့ခက်ခက်ခဲခဲရေအေးလေဘာပဲဖြစ်ဖြစ်ကိုကသာမဖောက်ပြန်နဲ့ တမားတို့စီစောင့်အပ်တဲ့တီလတီတီကြီးကြီးနဲ့ဆုံးချက်နိုင်တဲ့တမာရီရှိရဲ့တမားကောင်းတယောက် ရှိတင်ရှိအပ်တဲ့ပညာဒီတိတ်ခါသုံးပါးနဲ့ပြည့်စုံအောင်ကြိုးစားအထောက်အမိစကားကိုမြေဝဲမကြမသားနာယူရင်စိတ်ကူလာတဲ့ဆရာကြီးနှောရဲ့စီးပညာတက်တန်းတော့ရှိရင်တော့နှစ်40 50လောက်တော့ရှိပြီဆရာကြီးနှောကင်ခဲ့တဲ့ ရောဂါဝေဒနာပေါင်းဟာဆုံးနေမှာဗန္နာရင်ကျက်မိရဲ့ဒူလာဝမ်းသွာဝမ်းပြက်ထုံနာကျင်နာ အဆုံနာတုတ်ကွေးများအတဝါအဆအစိတ်တောင်ဖြလုံးပြူးနဲ့အရေးပေါ်ရောက်လာတတ်တဲ့တီကောင်ပေါင်းလက်လူနာတွေအဆုံကုခဲ့ရပေါင်းလက်များခဲ့ပြီလူတွေကဆေးလိုက်တယ်လို့ပြောလဲပြောချင်းစရာဆရာကြီးနောက်ကုခဲ့တဲ့မြလူနာတွေသူ့လက်တွင်မှာအတေပြောက်ရဲ့လို့မရှိတဲ့လောက်ကိုရှားတယ်အဲ့လိုအင်မတန် အေးဆေးရောင်ရဲလွန်လာတဲ့အေးချမ်းတရားလုံးနေတဲ့ဘိုးကုန်းရွာလေးတဲကိုဗီဒီယိုတစ်တာပုံကြီးစယူလာခဲ့တဲ့နေ့အားတရွာလုံးအုံအုံကျက်ကျက်ဖြစ်သွားပုံများရွာဖျားပွဲတောင်စီသေးတယ်ပဲပွဲစားကိုဆန်ရရရွာကလေးတဲ့ဗီဒီယိုထောင်မလို့တဲ့ဆိုတဲ့တဲ့ရင်ကလည်းမိုင်းကင်ဆက်ကူပေါ်စီဆက်ကြသွားတယ်လို့ကျဲ့နံသွားလိုက်ပုံများတော်တဲ့လေတဲ့နေတဲ့လူကလည်းထုံလုံးပေါ်က ခုံချပြီးကိုဆန်အောင်ရဲ့အိမ်ကိုဒုံးဆိုင်ပြေးကြည့်တယ်။တမင်းတို့ဟင်ကလေးတို့တိုက်ရင်ပဲနွားနေရဲ့အင်းရှင်မတွေရောနွားကြောင်ရင်ထင်းခွေနေကြတဲ့ကလေးတွေရောအားလုံးကိုဆန်အောင်အိမ်ရှိမှာပြောလို့ပြောလို့ထညက်ကဲ့သို့ပရွယ်စိတ်ကိုအုံနေတဲ့အတိုင်းဦးကြီးအိုမနဲ့ရွာတောင်ဖျားဖုံးကြီးเจ้าတောင်မွေးကလေးတလန်းချင်း ထောက်ပြီးဦးဦးနေကလေး မနှဲဆန်းသွားနေရတဲ့ဥလာဘော်ကြီးတောင်မှရောက်နေသေးတယ်ဗျ။ကိုင်းကိုဆန်ဟိုးကစပြောပါတယ်။ကိုင်းကျုပ်တို့ရာအောက်တန်းနောက်တန်းကြလွန်းလို့ဘဟုတုတနဲကြလွန်းလို့ကျုပ်ကစေတနာနဲ့ဗီဒီယိုပုံးလေးဝယ်လာခဲ့တယ်ဗျ။ဒီနေ့ညနေကအလကားပြမယ်ဗျာ။နောက်ညတွေများတော့ကျုပ်အတွက်ဗတီတင်းကလေးပါညာလေးပေါ့ခမားတို့နည်းနည်းပါးပါးတော့ထဲပေါ့ဗျာဟုတ်ပြီလားကဲနမူနာကြည့်သွားကြအောင် ွဲစားဥဆန်ဟိုးကဗတ်ထီယိုကလစ်နဲ့ညှက်ခလုတ်ကလေးနှိမ့်လိုက်တယ်ဆိုရင်ပဲဗီဒီယိုပုံးကြီးရဲ့ဖန်သားပြင်ပေါ်မှာရောင်စုံအယုတ်တွေတရွာရွာနဲ့ပေါ်လာတော့တာပေါ့ဒါဟိုးပဲတရွာလုံးပါဇက်ဟောင်းလောင်းနဲ့ငေးလိုက်ကြပေါ့များပါဇက်ထဲဂဲပြစ်သွင်းတာတာတိလိုက်ကြမှာမဟုတ်ဘူးရောင်စုံယုတ်တွေကတရုတ်တလှုပ်လှုပ်နဲ့ဖြူးကနေဖြက်ကနေနဲ့အငိတ်ပွဲဇက်ပွဲတာ တရွာတရွာလိုက်ကြည့်ကြရတယ်ဘိုးကုံးရွာသူရွာသားတွေအဖို့စားကျင်လွန်လာတာပေါ့ဗျာတစ်တာဘုံကြီးကိုပစစ်သူများတုပ်ပြီးယူတီလိုက်ကြပုံများညရောက်တော့ကိုဆန်ဟိုးအိမ်တလင်းနဲ့တရွာလုံးလူကုန်ခဲလို့တဲလို့အုံကနဲ့ရီလိုက်ကြဟာကနဲ့អော်လိုက်ကြရွှေကနေလက်ခုံးထုတ်လိုက်ကြနဲ့ခါတိုင်းဆရာတော်เจ้าကဖျားဝတ်တဲ့အပြီး အမြအတန်း ဝေတဲ့ကြေးစီတန်းကအဲ့လောက်ထိစူညံမှာမဟုတ်ဘူးဗျဘသူမှလည်းตาတို့လိုက်ခေါ်မိကြမှာလည်းမဟုတ်ဘူးရွာလေပိုင်းကဆရာကြီးနှောက်ခမညာပရိတောင်ဖြောက်အောင်မစိတ်ရဘူးကိုဆန်ဟိုးအိမ်ကဆရာကြီးအိမ်နဲ့ကက်လျဲဆိုတော့စူးစားပြီးစိတ်ပင်မဲ့လဲခါတိုင်းညတွေလိုတမာရီမရတာတော့အမှန်ပဲခါတိုင်းဂုံတော်တထောင်ပရိစိတ်နေကြပင်မဲ့ဒီနေ့ညတော့ တပြန်တော်မှမနှဲ့စိတ်ယူနေရတယ်။နောက်ညတွေကျတော့ပိုလို့တော့စိုးလာတယ်ဗျာ။ကြောရမလားပဲ။ပထမတကားပြီးသွားတော့ညဝက်ကျိုးလာပြီပေါ့။နောက်တကားဆက်ပြတော့တက်ကြီးခေါင်းချစက်တွန်စံတော်ကြလိုက်ရပြီ။ဆရာကြီးနှောအဲ့လိုမပြောနိုင်သေးဘူး။ဒီလိုသာညစဉ်ရက်ဆက်ဆိုရင် ခတ်တော့ရမယ်။မဟုတ်လား။မနဲ့မိုးလင်းတော့ရွာရှိရဆက်တင်ချောင်းကလေးစီဆရာကြီးနှောရောက်သွားတယ်။ ဆရာကြီးကိုပါရေးအကြောင်းမလာစဘူးအလာထူးတယ်ဆရာကြီးတော့ပြပြတလဲစီးကြူရှာတယ်။ဟာကြော့ပါဆရာကြီးတော့ကြော့ပါ။ကျွန်တော်လဲအစည်းဝေးရှိလို့ကြီးတော်ကုန်းသွားနေတာဒီကနေ့မှပြန်ရောက်တယ်ဆရာကြီး။ဆရာကြီးစီတော်နေလေတော့ဘာရှောက်ခဲမလို့ကျွန်တော်လာခဲမလို့ဗျ။ဆရာကြီးတော့ကဘာမှမပြောသေးပဲကုန်းတရာထုတ်ွားလိုက်တယ်။ပြီးတော့စာတင်ချောင်းကလေးတဲ့ကိုမျက်လုံးဝှေ့ကြည့်ရင်ဆရာကြောင်းကចောင်းသားနဲလာကြီးလားဗျ။ ဆရာကြီးနှောင်းကပြောတယ်။ဆရာလေးကိုပါကြီးကပြောကျင်လေးရဲ့လက်တို့စကားဆတာပေါ့ဗျာ။အဲ့ဒါပြောမလို့ပဲဆရာကြီးရဲ့ကျွန်တော်ကြောင်းကကလေးတွေညာဗီဒီယိုကြည့်ကြလို့အိတ်နေကြတာဗျာ။တရက်ကနှစ်ရက်ဆိုရင် ခက်ရကြီးရဲ့ဗျာ။ကျွန်တော်ဖြစ်ဘလို့လောက်ရမှန်းတော့မသိဘူး။ဆရာကြီးနဲ့လိုက်တိုင်းပြင်မလို့ဗျာ။ခတ်တော့ခတ်တာဆရာလေးရဲ့ခက်ကဖြစ်လာတော့မောင်ဆန်အိုးလည်းအပြစ်မဆိုခြင်းပါဘူး။ ကျုပ်တို့ရွာကအယောက်ပေါက်နေတော့နောက်ကျနေတယ်လေ တခြားရွာတွေများဒါမျိုးတအိမ်တစ်လုံးဆိုသလောက်ရှိနေပြီဗျအေးလေအဆမို့ထင်ပါရဲ့နောက်တော့လဲသူ့ဟာသူအစဉ်ပြေသွားမှာပါတီးခံပြီးတာနေဖို့ဆရာရဲ့ဆရာကြီးနှောလို့စကားကောင်းနေတော့မှာပဲရွာထဲကလူတယောက်စတင်ချောင်းပတ်ဘောကြီးပန်းကြီးပြေးလာတယ်တော်ရထင်းခုံရင်ပေသီးတယောက်ပို့ထီလို့တဲ့ဆရာကြီး ဆရာကြီးနှောလဲစကားတော်လက်စမတက်ရသေးပဲလူနာရှိရာကောက်ခံင်းကလိုက်လာခဲ့ရတယ်။ဆရာကြီးနှောရောက်သွားတော့အိုးထီးတဲ့ပေသည်ဗဇက်ကအမြုပ်ပြီးစီစီထလို့ဆရာကြီးနှောကကဲငါအိမ်တော်ဖွေရကစွန်းရွက်သွားခူးကြည့်စမ်းကြိတ်ပြီးယူခဲ့။อืมဒါနဲ့ဒီနေ့ကဘာနေ့ပါလဲ။အင်္ဂါနေ့ဆရာကြီး။음အင်္ဂါနေ့အင်္ဂါနေ့တေးရဤကကျမတွေအုံးစီနော် တယောဒနအဆွဲသုံးချောင်းရှိရဲ့မွေပဲငွေစိုးဟဲ့ပြောရင်းဆိုရင်ဆရာကြီးတော့ကိုက်လိုက်တဲ့နေရာကိုစန့်ကြည့်တော့အေးဆက်နေလို့ငွေပွေးလို့မှတ်လိုက်တယ်အင်္ဃာနေ့မွေစိတ်ကခါယူအစ်စ်ကြာမှနေတယ်ကုမရပါမလားလို့ဆရာကြီးတော့တွေးတယ်ဒါပေမဲ့သူတစ်သက်လုံးကြက်သုံးခဲ့တဲ့တီလသမာဓိပညာသိခါသုံးပါးကိုရုံယုံကြည်ကြည်ထားပြီးစိတ်ကူးရှာတယ် ကစွန်တတူရေတိုက်ပြီးဆရာကြီးနှောက်မြောက်ရက်ကိုမျက်နှာမူလိုက်တယ်။အိုးတက္ကသံဟီလိဟီလိဆဲရဆဲရ38အုပ်မန်းနဲ့မှုတ်တယ်။ငွေစိတ်ကိုဆွဲချတယ်။ပေတိမျက်လုံးပွင့်လာတော့ဆရာကြီးနှောအားတက်သွားတယ်။ပုံးရီကိုထမင်းနဲ့စာထဲ့ကြူစမ်းဂျင်းနဲ့စာရောကျိတ်စမ်းဟဲ့။လင်းနေမြရသလောက်သွေးစမ်းမြန်းမြန်း တယောက်ကဝါရွက်ပခုကြီးစထုံးနဲ့ရောရဆေးကိုတမျိုးပြီးတမျိုးတိုက်တယ်ပါဇက်ကလည်းတတို့တို့ရွတ်တယ်။အုံးကကုတန်ကိုဂေါနာကိုကတပခေါရမရမိတရရှင်စောချွလဝတဝယောဘောဓိရှိတံညာတော်ရှိပါ။အိုဖေယအိုတရားအိုတန်ကအရေးတော်ကရွှေစင်အလားဥယောင်တော်ကမြင့်မို့တော်မျက်လုံးတော်က ဗရမယာယောရှာတော်ကတန်လျက်ထားတဲ့လမောင်းတော်နှစ်ခါကစတန်စင်မင်းအစွဲတီအုံးဖရာတကူတော်တရားတကူတော်တန်ခတကူတော်ထိုးလဲမဝင် ခုတ်လဲမရှဖမ်းလဲမမိပြစ်လဲမမှန်းခံလဲခံနိုင်စေတည်းဆိုပြီးဆရာကြီးနှောင်းရဲ့ရွတ်တန်ဖတ်တန်မဆုံးခင်မှာပဲပေတိတယောက်ဆက်ဆံကြီးအသက်ထွက်သွားခဲ့ပြီပေတိရဲ့အလောင်းကိုကြည့်ရင် ဆရာကြီးနော်ကိုတိုင်တအံ့တော်ဖြစ်ပြီသူစေးကုခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာပေတီးရကုလျက်တန်လန်းပထမဦးဆုံးတည်ဆုံးခဲ့တဲ့လူနာမဟုတ်လားပေတီးဆုံးပြီးနောက်တော့ဆရာကြီးနော်ကိုရွာကတီးတို့တီးတို့လောက်လာခဲ့ကြရဲ့ဆရာကြီးနော်ကအသက်ကြီးလာတော့ညံနေလားသူလိုလိုစေးပဲမလိုက်တော့သူလိုလိုပြောလာကြရဲ့ပေတီးနောက်ဆရာကြီးနော်ကဲခဲ့တဲ့လူနာတွေထဲမှာ ခါတိုင်းလိုအားလုံးအဖက်မတင်မင်းတယောက်စနှစ်ယောက်စအဖိတ်စင်ကလေးတွေရှိလာတော့ရွာကအယုံကြီးနဲတဲ့တဲ့နဲလာခဲ့ကြတယ်။ယောဂါမှုနည်းနည်းကြီးတဲ့ထင်ရင်ဆရာကြီးနှောလက်မအပ်ချင်ကြတော့ဘူး။တဲပေါ်တင်းပြီးမြို့ကိုတဘူးတကတက်ကူကြတယ်။အခုတော့လေမိုးကုန်းရွာကလေးကကားလမ်းနဲ့အရောက်ပေါက်တွေရှိလာခဲ့ကြပြီ။ရွာထဲမှာလူကြီးလေတွေစပိန်စီးပြီးမြို့ ထိုးထိုးပေါက်ပေါက်သွားလာကြတဲ့လူတွေများလာကြပြီ။သူကကိုတောင်းဖေးအဆိုင်ယောဂာနဲ့ပိုက်ခွဲပြန်လာတဲ့နေ့ကဆရာကြီးနှောင်းကလူမှုရေးအရာလူမမသွားမိရှာတော့ဘိုက်ကြီးပေါ်မှာကင်းချီများကိုကန်းလန့်ပြက် ချုပ်ရိုးချောင်းကြီးကိုမြင်လိုက်ရတော့ဆရာကြီးနှောင်းကအလက်နှကြားဖះရောင်တမိတယ်။နေ့ရက်၃ရက်လောက်လဲစားမဝင်အိတ်မပြောဖြစ်ခဲ့ရတယ်။ဆရာကြီးနှောင်းကအင်းလူတွေလူတွေမိဘကမျိုးရဲ့အတိုင်း အကောင်းပကတိမဟုတ်ကြပါတော့လားလက်ချောင်းကလေးဓာရှတာတော့နာသေးတာသူခင်ဗျာဗိုက်ကြီးဓာနဲ့အခွက်ခံရတယ်လို့အေးလေအသက်မတည်တဲ့ကံကောင်းပေါ့တတော်အပေါင်းကျမ်းမာကြပါစီ ချမ်းသာကြပါစီဆရာကြီးနှောကမေတ္တာပို့ရင်သူ့အမေဘွားရွှေမြေပြောသွားခဲ့တဲ့စကားတွေကိုနားနဲ့ပြန်ကြားရအောင်နေမိတယ်ဒီလိုတားလီမောင်တော့ ရှိရှိရလူတွေကဖယားမှန်တရားမှန်သိကြတယ်အကျင့်တိတာကောင်းကြတယ်ဂရိသ္စာတည်ကြည်ကြတယ်တဝူကိုတဝူစေနာသာနာထောက်ထားကြတယ်ယောဂဝေဒနာများတစ္ဆာဆူယုံနဲ့လည်းပျောက်ကင်းခဲ့တယ်ဆိုတာပဲနောက်တနေ့လောက်ရောက်တော့ဆရာကြီးနှောစီကိုလူနာတယောက်ရောက်လာတယ်အဲ့နေရာလူနာကတော့ ပဲပွဲစားကုဆန်ဦးပါတယ်။မြို့တက်ပြီးကြိတ်ကူတာမရလို့ဆရာကြီးနှော့စီရောက်လာခဲ့တာ။သူလည်းလူရုပ်မပထတော့ပါဗျာ။ဆရာကြီးနှော့တော့လူနာရဲ့ရုပ်နေရုပ်သားကိုမနှဲကြီးဖမ်းယူရတယ်။အယူပေါ်ရည်တင်ပြီးပါဆက်နားဆက်တွေကြကျင်နိုင်ကြနေတဲ့ဝချမ်းတစ်ချောင်းကိုကုဆန်ဦးလို့ထင်နေတဲ့ငါယောဂါရဲ့လို့အမိတက်ရမှန်းလဲဆရာနှော့မသိ။ကိုဆန်ဦးကလည်း ချောင်းနေတဟိုးဆိုးဝမ်းနေတလဟောသွားနဲ့အရိုးပေါ်အရေးတင်ပိန်နာလိုက်တာပိန်နာလို့တော့မအညီတက်လို့ရကောင်းရင်ဆရာကြီးတော့ကမောင်ဆန်အိုးဆရာကြီးကိုဘယ်နဲ့မှမအောင်မင်းနဲ့မင်းယောဂါကိုဆရာကြီးတက်သည်များမှတ်သည်များကျန်းစုံအောင်ရှောက်ကြည့်ပြီးပါပြီမကူးခြင်းလို့မဟုတ်ပါဘူးကွယ်ဆရာကြီးမကူးတက်อยู่အမှန်ပါဖရာတရားတန်ခါယရဏသုံးပါးကိုသာ ကိုကိုယ်စီးခဲ့ပါတော့နော်ကိုဆန်အိုးကိုမျက်နှာလွှဲခဲ့ပြီးတဲ့နောက်ပိုင်းဆရာကြီးနှောလဲစေးသိမကူဖြစ်တော့ဘူးဗျရွာတောင်ပြားကပုံကြီးကြောင်းပါပဲနေရောညပါတရားအထုတ်ရင်တရဝအပေါင်းကိုအဝေးကမြစ်တာပို့ရုံကတွေ့လို့ဆရာကြီးဘာမှမလုပ်တော့ပါဘူးယောဂါကြီးကဆန်းလာပြီမဟုတ်လားသူ့အဘိုးဆရာဆိုင်တို့တော့ကယောဂါမျိုးတွေမဟုတ်တော့ဘူးသူ့အမေဘွားရှိမြစ်တို့တော့ကယောဂါကြီးက စမ်းလာပြီမဟုတ်လားသူလည်းဘာမှမတက်နိုင်တော့ဘူးပဲပွဲစားကိုစံကိုမြို့ကကူးလာတဲ့ယောဂဆန်းကိုဘာမှမသိလို့ဆရာကြီးတော့လက်ဆောင်ခဲ့တာတော့ခက်ကောင်းကောင်းရင်တပတ်လောက်နေတော့အဲ့ဒီပိန်နာနေတဲ့ကိုစံကိုဆုံးသွားရှာတယ်ကိုစံကိုမရှိတော့ပေမဲ့သူ့ဗီဒီယိုယုံကတော့ပြတော့မယ်ကိုစံကိုလို့ပဲပွဲစားနော်ပွဲစားဆိုတဲ့ပွဲစားတွေကလည်း ဘိုးကောင်းမှာတယုံယုံရေမနီးကုံမနီးပင်မဲ့အခုဆိုဘိုးကောင်းရွာကလေးတဲ့ဒီထော်လာကြီးရဲ့တဝုံဝုံနဲ့ဝင်ထွက်သွားလာလို့ရနေပါပြီငကိုးကငကိုးကဖုံထူနေတဲ့ရွာကလေးကတော့ဖုံငွေတွေတလုံးလုံးပေါ့အခုတော့ဆရာကြီးနောက်ကိုတိုင်းတာကွယ်လွန်ခဲ့တာကြပါပြီ လူကြီးနာပေါ့ဗျာလူကြီးယောဂါပေါ့ကိုဆောင်အပါဝင်ဘာကလူတော်တော်များများတင်းကြိုင်းနဲ့ရောက်နေကြတယ်များလားပေါ့ အရင်ကပြင်းစရာကောင်းရဲ့ဆိုတော့တင်းကြိုင်းကအခုများအုပ်ကူတပွေးပွေးနေပေါ့ဘိုးကုံးရွာကလည်းစီကားလာတာကြာပါပြီဗီဒီယိုရုံတော်ဒင်းကားရုံရှိနေပြီမြို့နယ်ရွာများအိမ်ဦးနဲ့ကျမ်းမြေကူလူနေကြလိုက်ပုံများဝိတာစားရတာလည်းပြောင်းကုန်ပြီနေရထိုင်တာလည်းပြောင်းကုန်ပြီတွေ့တာခေါ်တယ်လည်းပြောင်းကုန်ပြီဘိုးကုံးရွာမှာဆရာဆိုင်ဘွားရွှေမြစ်ဆရာကြီးနှောရဲလို့လက်ထက် ဆေးဆရာကြီးတွေရှိခဲ့ဘူးတယ်ဆိုတာတော့ရွာကမေးကုန်ကြပါပြီတစ္ဆာဂရိနဲ့ဆေးကူးတယ်ဆိုတာဒီခေတ်မှာယုံလောက်စရာမရှိတော့တာကိုပြောကြရင်းနဲ့ပဲဇလန်းလေးကိုအဆုံးသတ်လိုက်ပါတယ်